ပိုင်းနှစ်ကိုလိုဒီစနစ်ကိုဆက်ပြီးရောသွားရအောင်ဂျိမ်းစ်တောင်းဖာဂျီနီယို1600ခုနှစ်1600ခုနှစ်ခုနှစ်မှာပြီးဆောက်ခဲ့တဲ့ဂျိမ်းစ်တောင်းက အင်္ဂလိပ်တို့ရဲ့ပထမဆုံးကိုလိုနီပိုင်းနှစ်ဖြစ်ပါတယ်ကျွန်တော်တို့သိရဲ့ဗာဂျီနီယိုပြည်နယ်ကအရင်ကဆိုရင်ဂျိမ်းစ်တောင်းဖြစ်ခဲ့ပါတယ်ဒါတွေကဗာဂျီနီယိုကုမ္ပဏီကနေပြီးတော့ပို့လိုက်တဲ့တွားရောက်အခြေချနေထိုင်မဲ့လူတစုကနေဖြစ်လာတာဖြစ်ပါတယ်တွားရောက်အခြေချနေထိုင်ခဲ့တဲ့လူတွေဟာအခက်အခဲမျိုးစုံတွေ့ခဲ့ရပါတယ် သူတို့စီမှာရှေ့တက်မရှိဘူးဘလို့စိုက်ပြိုးရမလဲဆိုတာမသိဘူးအစိုးဆုံးကတော့မှတ်ဖြားပိုးဝဲဖြစ်ပါတယ်ပထမဆုံးနှစ်အမင်းငယ်အတွင်းမှာပဲအခြေချနေထိုင်ခဲ့တဲ့လူအများစုကအစာငတ်ပြီးတော့တည်တယ်ဒါမှမဟုတ်ယောဂကြောင့်တည်ကြပါတယ်အထူးသဖြင့် starving time လို့ခေါ်တဲ့ဆောင်းရာသီကိုရောက်လာရင် အစာရေစာပြက်လက်ပြီးတော့တည်ကြရပါတယ်ဒါဆိုရင်ဘာလို့ James Town ကရက်တိနိုင်တာလဲလို့မေးလိုက်ရင် Captain John Smith ဦးဆောင်နိုင်မှုကြောင့်လို့ပဲဖြေရပါမယ်။သူကအလုံးမလုံးရဲ့အစာမစားရဘူးဆိုတဲ့တင်းကျပ်တဲ့စီးနင်းကိုထုတ်တယ်။နောက်ပိုင်းမှာကုလိုမီတွေဟာတိုဘာကိုစိုက်ပြီးတော့အောင်မြင်လာကြတယ်။အဲဒီကရတဲ့ပတ်စံမျိုးကိုလည်းသူတို့နိုင်ငံကိုပြန်ပြီးတော့ပို့နိုင်ခဲ့ကြတယ်။တိုဘာကိုစိုက်ပြူရေးဟာအလုံးသမားအများကြီးလိုအပ်တယ်။ဒါကြောင့်မလို့ indenture southern လို့ခေါ်တဲ့စာချုပ်ကြေးကျုံတွေကိုအသုံးပြုဖို့ဖြစ်လာပါတယ်။နောက်ပိုင်းမှာကျတော့အာဖရိကအကျုံတွေကိုပို့ပြီးတော့အသုံးပြုလာကြပါတယ်။ဒီလိုနဲ့ James Town က နောင်လာမဲ့အင်္ဂလိပ်ကိုလိုနီတွေအတွက်အခြေခံအုတ်မြစ်တစ်ခုဖြစ်လာခဲ့ပါတယ်။ Plymouth Colony 1620ခုနှစ်မှာ Pilgrims လို့ခေါ်တဲ့လူတစုဟာ Mayflower အမည်ရှိတဲ့တင်မောနဲ့မြောက်အမေရိကကိုလာခဲ့ပါတယ်။သူတို့ကဘာသာရေးလွတ်မြောက်မှုကိုရှာဖွေနေတဲ့လူတွေဖြစ်တယ်။အင်္ဂလန်ဖျားချောင်းနဲ့ကိုယ်ထွက်ခြင်းတဲ့လူတွေဖြစ်တယ်။ ူရူကဗာဂျီးနီးယားမှာအခြေချဖို့စီစဉ်ခဲ့ပြီးမြောင်းအမျိုးမျိုးကြောင့်အခြားနေရာကိုရောက်ခဲ့ပါတယ်။အဲ့ဒီနေရာကကျွန်တော်တို့အခုသိတဲ့ Massachusetts ပြည်နယ်ဖြစ်ပါတယ်။အဲ့ဒီနေရာမှာပဲသူတို့က Plymouth Colony ကိုတည်ထောင်ခဲ့ပါတယ်။အဲ့ဒီနေရာကိုမသွားခင် Pilgrims တွေဟာ Mayflower Compact ကိုပြုလုပ်ခဲ့ပါတယ်။ Mayflower Compact ဆိုတာ တင်းမောပေါ်မှာစီးနင်းလိုက်ပါတဲ့ယောက်ျားသား40တယောက်ကရေးထိုးခဲ့တဲ့သဘောတူညီမှုတစ်ခုပဲဖြစ်ပါတယ်။အဲ့ဒီသဘောတူညီမှုကတော့ကိုပိုင်အစိုးရကိုတီထောင်မယ်။အများကောင်းမှုအတွက်ဆုံးဖြတ်ချက်တွေကိုတူတူချမှတ်ဖို့ပဲဖြစ်ပါတယ်။ဒါကတော့ကိုယ်မျိုးတွေထဲမှာ self government မိမိကိုယ်ကိုအောက်ထုံးမှုလို့ဆိုတဲ့အစောပိုင်းဥပမာတစ်ခုဖြစ်ပါတယ်။ Plain myth တွေဟာ James Town လူမျိုးပဲစိန်ခေါ်မှုများစွာ ရေဆိုင်ခဲ့ရပါတယ်။စောင်းရည်ကိုရောက်ရင် လူပေါင်းများစွာက ယောဂဒါမှမဟုတ်ဆာလောင်မှုကြောင့်သေဆုံးခဲ့ရပါတယ်သူတို့ဟာစကွန်တိုလို့ခေါ်တဲ့ဒေသခံအမေရိကန်လူမျိုးတစ်ယောက်နဲ့တွေ့ပြီးတဲ့အခါမှာအသက်ရှင်ချက်တင်နိုင်မှုကပုံမှန်မြင့်တက်လာတာဖြစ်ပါတယ်စကွန်တိုကသူတို့ကို ဘလို့စိုက်ပြူရမလဲဆိုတာကိုတင်ချပေးခဲ့တဲ့လူပဲဖြစ်ပါတယ်။ Phil Creams တွေဟာ One Thunderwack လူမျိုးစုနဲ့စားတော့ပွဲကိုကျင်းပခဲ့ပြီးအဲ့ဒီစားတော့ပွဲဟာပထမဦးဆုံး Thanksgiving ညစာစားပွဲပဲဖြစ်ပါတယ်။အသက်ရှင်ရပ်တည်နိုင်ရေးအတွက်စိန်ခေါ်မှုများနဲ့ကိုလိုနီတွေနဲ့ဒေသခံတွေကြားကဆက်ဆံရေးအစိုးပိုင်းကိုလိုနီတွေရဲ့ဘဝကအင်မတန်မှခက်ခဲလာပါတယ်။ ပေါ်ရောက်အခြေချနေထိုင်ခဲ့တဲ့လူတွေဟာအကာအကွယ်တွေကိုတိဆောက်ခဲ့ရတဲ့အစားအစာတွေကိုစိုက်ပျိုးခဲ့ရတဲ့တော်ရန်ထရိတ်ဆန်ရှန်ကနေသူတို့ကိုသူတို့ကောက်ွယ်ခဲ့ရတယ်။ယောဂါ၊စာလုံးမှု၊ကြမ်းတမ်းတဲ့ယာတွေဥတုကသူတို့ရဲ့အသက်ကိုချိန်းချောက်နေတဲ့အရာတွေပဲဖြစ်ပါတယ်။ဒီစားခံတွေဟာကိုလိုနီတွေကိုဘယ်လိုစိုက်ပျိုးရမလဲဘယ်လိုငားဖမ်းရမလဲဘယ်လိုအမဲလိုက်ရမလဲဆိုပြီးတော့တင်ကြားပေးခဲ့တယ်ဒီသခံအကူအညီမှာပါပဲနဲ့သူတို့တွေအသက်ရှင်ရက်တည်နိုင်မှာမဟုတ်ပါဘူးဘယ်လိုပဲဖြစ်ဖြစ်ဒီသခံတွေနဲ့ သူတို့ရဲ့ကြားကဆက်ဆံရေးဟာရောထွေးနေပါတယ်အချို့သောအခြေအနေတွေမှာဥပမာအားဖြင့် Pilgrimage One Panowak တို့ရဲ့ဆက်ဆံရေးဟာငိန်ချမ်းစွာနဲ့စတင်ခဲ့ပေမဲ့ James Town တို့နေရာတွေကတော့ဒေသခံတွေရဲ့မြင်နေရကိုလူရင်းနဲ့ပိုက်ခိုက်မှုတွေဖြစ်ခဲ့ပါတယ်။ဒါကြောင့်အခြေချတဲ့လူတွေဟာဒေသခံတွေရဲ့နေအိမ်တွေကိုလူကြတယ်။ဒီအခြေအနေတွေဟာဒေသခံတွေကိုလိုနီချားထဲမှာတင်းမာမှုတွေကိုဖြစ်စေခဲ့ပြီးတော့စစ်ပွဲတွေဖြစ်လာခဲ့ပါတယ်။ကိုလိုနီပြည်ရခြင်းအကြောင်းအရင်းများ1600နဲ့1900ခုနှစ်တွေမှာလူတွေကဥရောပကနေထွက်ခွာလာခဲ့ကြပါတယ်။ ်။နောက်ပြီးမြောက်အမေရိကမှာအခြေချနေထိုင်ခဲ့ပါတယ်။ ဒါပေမဲ့သူတို့ဘာကြောင့်သူရဲ့မွေးရည်မြေကိုစွန့်ခွာပြီးအနေရရှိတဲ့နေရာကိုလာတာလဲအဓိကအကြောင်းရင်းကတော့ဘာသာရေးလွတ်လပ်ခွင့်စီးပွားရေးအခွင့်အလမ်းနဲ့နိုင်ငံရေးလွတ်လပ်ခွင့်တို့ကိုလိုချင်တာကြောင့်ဖြစ်ပါတယ်ဘာသာရေးလွတ်လပ်ခွင့်ဥရောပရဲ့နေရာအတော်များများမှာအထူးသဖြင့်အင်္ဂလန်မှာဘာသာတရားကိုလွတ်လပ်စွာကိုးကွယ်ခွင့်မရပါဘူးအစိုးရနဲ့ဖျားချောင်းတွေကချိတ်ဆက်ထားတယ်တရားဝင်ဘာသာကိုသဘောမတူရင်ဘယ်သူမှစိုးအပြစ်ပေးခံရနိုင်ပါတယ် Puritans နဲ့ Quaker တို့လိုဘာသာရေးအုပ်စုတွေကသူတို့နည်းနဲ့သူတို့ကိုးကွယ်ခြင်းကြတယ် Puritans တွေကသူတို့ရဲ့ ာသာရေးယုံကြည်ချက်တွေကိုအခြေခံပြီးလူအဖွဲ့အစည်းတစ်ခုကိုတည်ဆောက်ဖို့အတွက်1630ခုနှစ်မှာ Massachusetts Bay ကိုသွားခဲ့ပါတယ်။ William Penn ဦးဆောင်တဲ့ခွဲခေါ်တွေက Pennsylvania ကိုလိုနီအဖြစ်တည်ထောင်ခဲ့ပြီးဘာသာဘောင်းဆိုတဲ့လူတွေကငင်းချမ်းစွာ နေထိုင်ခဲ့ကြပါတယ်။နောက်ပိုင်းမှာ American ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့တစ်စိတ်တစ်ပိုင်းဖြစ်လာမဲ့လွတ်လပ်စွာကိုယ်ပိုင်ခွင့်ဆိုတဲ့အချက်တစ်ချက်ကိုထူထောင်နိုင်ခဲ့ပါတယ်။စီးပွားရေးအခွင့်အလမ်းများအခြေချနေထိုင်တဲ့လူအများစုကစီးရင်တွင်းင်းကနေလွတ်မြောက်ဖို့အတွက် စီးပွားရေးအခွင့်အလမ်းတွေကိုရှာဖွေခဲ့ကြပါတယ်။ဥရောပမှာမြေတွေကဈေးကြီးပြီးရောက်ဖို့ခက်တယ်။ဒါပေမဲ့အမေရိကန်မှာတော့မြေယာတွေပိုကျလာတယ်။လူတွေကသူတို့ပိုင်ဆိုင်တဲ့ခြံမြေ၊လေယာဉ်နဲ့ငွေရှာနိုင်တယ်လို့ယုံကြည်ကြတယ်။အချို့လူတွေကအမေရိကန်ကိုသွားပြီးဘဝတစ်တစ်ခုကိုတည်ထောင်ဖို့အတွက်စာချုပ်စာတမ်းတွေနဲ့ကြေးကျုံအဖြစ်လုပ်ခဲ့ကြပါတယ်။လူတွေကကိုလိုနီမျိုးတွေကိုတည်ထောင်တဲ့အချိန်မှာပါဝင်ခဲ့ကြတယ်။ကိုလိုနီမျိုးတွေကိုအခွင့်အလမ်းကောင်းအဖြစ်မြင်ကြတယ်။စူးစမ်းအားထုတ်သလောက်အောင်မြင်နိုင်တယ်လို့ယုံကြည်ကြတယ်။နိုင်ငံရေးလက်လက်ခွင့်နဲ့ဥရောပထိန်းချုပ်မှု ဦးမှလွမြောက်ခြင်းဥရောပနိုင်ငံတွေကတပ်ဦးစစ်ပိုင်းပြင်စနစ်ဖြစ်ပါတယ်ကိုလိုနီနေချက်သမားတူတော်များများကသူတို့ကိုယ်သူတို့အုပ်ချုပ်ပြီးတရားမျှတတဲ့ဥပဒေအောက်မှာနေထိုင်ဖို့အတွက်နိုင်ငံရေးလွတ်လပ်ခွင့်ကိုပိုလိုချင်ကြတယ်အချို့သောလူတွေကစစ်ဘေးတွေနှိပ်စက်မှုတွေနောက်ပြီးတရားမျှတမှုမရှိတဲ့အုပ်ချုပ်မှုအောက်ကနေလွမြောက်ဖို့အမေရိကန်ကိုရောက်လာတာဖြစ်တယ်ကိုလိုနီဆက်သုံးစု1900ခုနှစ်တွင်မှာအင်္ဂလိပ်ကိုလိုနီနယ်မြေဆက်သုံးစုက Atlantic ကမ်းရိုးတန်းတစ်လျှောက်မှာအခြေချနိုင်ခဲ့ပါတယ်အဲ့ဒီကိုလိုနီနယ်မြေတွေကိုသူတို့ရဲ့စီးပွားရေးရ ှင်ကြီးမှုစတဲ့အရာတွေပေါ်အခြေခံပြီး New England Colony အလဲပိုင်း Colony တောင်ပိုင်း Colony ဆိုပြီးဒေသကြီးသုံးခုအဖြစ်ပိုင်းခြားထားပါတယ် New England Colony တွေထဲမှာ Massachusetts Connecticut Rough Island New Hampshire တို့ပါဝင်ပါတယ်ပထဝီမြေအနေထားအရကြောက်ပေါ်တဲ့မြေဖြစ်တဲ့ A ပိုင်းဖြစ်တဲ့အတွက်စိုက်ပျိုးရည်တူပါတယ်လေယာစိုက်ပျိုးရေးမှာအကန့်အသတ်ရှိတာကြောင့်ငါးဖန်းချင်းတင်မွန်တိဆောက်ချင်းနဲ့ကုံလွယ်မှုတို့ကိုအာရုံစိုက်ကြပါတယ် New England colony တွေကဘာသာရေးနဲ့ပညာရေးကိုတံပိုးထားကြပြီးကလေးများစံစာဖတ်ရှုနိုင်ဖို့အတွက်ပထမဆုံးအစိုးရကျောင်းချုပ်ကိုဆောက်လုပ်ခဲ့ပါတယ်။အလဲပိုင်း colony တွေမှာ New York, New Jersey, Pennsylvania, Delaware တို့ပါဝင်ပါတယ်။ပထဝီအနေအထားအရမြေဆီလာကောင်းတဲ့ ပစ်ချောင်းများတဲ့ယာဒီဥတုမြတ်တာပါတယ်သူတို့ကဂျုံနဲ့စပါးကိုစိုက်တယ်ကွန်ဆယ်မှုနဲ့အကွန်ထုတ်လုပ်ငန်းတွေမှာလုပ်ကင်ကြပါတယ်အဲကကိုလိုနီတွေကပွင့်လင်းမှုရှိတယ်နယူးယောက်စီးတီးလိုမျိုးကွန်ဆယ်မှုနဲ့ဂျင်ဂျင်းမှုဗဟုချက်အဖြစ်ကြီးထွားလာခဲ့ပါတယ်တောင်ပိုင်းကိုလိုနီတွေမှာ Maryland Virginia မြောက်ကိုလိုရိုင်းနာနဲ့တောင်ကယ်လိုရိုင်းနာဂျော်ဂျီယိုပြည်နယ်တွေပါဝင်ပါတယ်ပထဝီအနေအထားအရယာတီဥတုပူနွေးတဲ့ညည်စီလွာကောင်းတဲ့စိုက်ဖြိုးရည်ရှိပါတယ်ဆေးရွက်ကြီးဆန်စိုက်ဖြိုးတဲ့စိုက်ခင်းကြီးတွေကိုအခြေခံထားတယ်အစပိုင်းမှာ စာချုပ်ပတ်တန်းတဲ့ဂျုံတွေကိုအသုံးပြုတယ်။နောက်ပိုင်းမှာအာဖရိကဂျုံတွေကိုပို့ပြီးအသုံးပြုလာပါတယ်။မြို့လိုနေရာတွေနဲ့လည်းချမ်းသာတဲ့မြေပိုင်ရှင်တွေပိုများတယ်။တောင်ပိုင်းကိုလိုနီတွေက စိုက်ခင်းစနစ်ကြောင့်လူသိများလာခဲ့တယ်။အမေရိကမှာသူတို့ကြောင့်ဂျုံစနစ်ကပိုကြီးကြီးထွားလာခဲ့ပါတယ်။